ဒါယုန်နဲ့ငကုန်းကုန်းစီတေးချခဲ့တဲ့ပွဲပြီးမှာအမားလုတ်ခဲ့တဲ့ဂိုလမအိုနာနာဘက်ကအပြက်ကာကွယ်သွားခဲ့တဲ့နီးပြအာမော်ရင်မယူနိုက်တက်နီးပြရူဘိအာမော်ရင်ကလက်ရှိအပြောခံဖီးယားများစွာကြုံတွေ့နေရတဲ့ပထမဦးစားပိတ်ဂိုလမအန်ဒရီအိုနာနာထက်ယူနိုက်တက်နီးပြအဖြစ်အမားများပိုလုံထားကြောင်းပြောကြားလာခဲ့ပါတယ်။ယူနိုက်တက်ဟာမင်းညာတော့ကလိုင်ယွန်တင်းနဲ့ငကုန်းစီတေးချခဲ့တဲ့ယူရိုပါလိကွာတာဖိုင်နယ်ပထမကျောပွဲစဉ်မှာအိုနာနာရဲ့အမားကြောင့်ငကုန်းပေးခဲ့ရပါတယ်။အန်ဒရီအိုနာနာဟာ ပြည်ရဲ့ယာလီကနေစတင်ကတိုင်ပွဲရရက်မှာအမားများစွာပြုလုပ်မှုမှာဂိုးပြားမှုရှိချိန်အထိရှိခဲ့ပြီးပရီးမီးယားလိမှာအမားများဆုံးပြုလုပ်ထားတဲ့ဂိုးသမားအဖြစ်ရည်တည်နေပါတယ် ဒါမှမဟုတ်နီးပြရိုဘတ်အာမော်ရင်ကဒီအရီကိုကြီးလိုက်ရင်ဒီနောက်ဆုံးပွဲတွေနောက်ဆုံးလာတွေအတွင်းသူတို့တွေထက်ကျုပ်ကအမပိုလုတ်ထားတာတွေ့ရပါလိမ့်မယ်။ခုချိန်မှာအန်ဒရီနဲ့ပတ်သက်ပြီးကျုပ်ပြောလိုက်လို့လည်းဘာအကူအညီမှဖြစ်လာမှာမဟုတ်ပါဘူး။ဒီတော့ရေးကြီးဆုံးကပုံမှန်တိုင်းနေဖို့ပါပဲ။နောက်တော့အကောင်းဆုံးဖြစ်မဲ့အသင်းကိုရွေးချယ်လာပါမယ်။ဒါမှမဟုတ်အိုနာနာဘောကျွန်တော်ဘက်ကတကယ်ပဲယုံကြည်မှုရှိပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။ပရီးမီယာလိအမတ်ဘီစီယာအဆင့်7နေရာမှာရပ်တည်နေတဲ့ United အတွက်လာမယ့်ရာသီဥရောပဝင်ခွင့်အတွက်ယူရိုပါလိချန်ပီယံဖြစ်ချန်ပီယံလိဝင်ခွင့်ရရှိနိုင်မယ်ခွင့်ရတာရှိတော့ပါတယ်။သတင်းမီဒီယာတွေက ။ဦးနာနာပေါ်ဆက်လက်ယုံကြည်သေးလားလို့မေးမြန်းမှုကိုမိပြအမော်ဝင်ကဒီတိုင်းပဲဆက်သွားမယ်လေ့ကျင့်မယ်ပွဲတွေကိုကြည့်မယ်ပွဲတိုင်းနိုင်ရနိုင်မယ်အကောင်းဆုံးအသင်းကိုရွေးချယ်မယ်လို့ပြောကြားသွားခဲ့ပါတယ်။နေ့ကပွဲမှာ United ဟာ PMO Minder ရဲ့25ကိုက်ကွာက free kick က5ပေါက်ထဲကိုတိုက်ရိုက်ဝင်သွားခဲ့ရကနေကိုးစတင်ပြီးခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီကိုကိုယိုရိုကခေါင်းတိုက်ကပြန်လဲခြေပတ်ခဲ့ပြီးဇက်စီကခေါင်းတိုက်ပြီးဥဆောင်ကိုတွင်းခဲ့လို့နှစ်ကိုယ်တကိုယ်ဖြင့်ဥဆောင်နိုင်ခဲ့ပါသေးတယ်။ဒါမှပွဲတိုင်းကနေဒီအချိန်မှာ မကူတစီရဲ့ကန်ချက်ကိုအိုနာနာပုတ်ထုတ်လိုက်ရကနေရိုင်ယန်ချာကီကလိုင်းယွန်အတွက်ခြေပါကိုကိုပိတ်တွင်းယူခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချ